ညက်ခင်းစိမ့်နေစီပြန်လာခွင့်ရလို့ပျော်ရွှင်နေတဲ့ပေါ်ပါ ဘောလုံးပရိသတ်တွေတန်းထလွန်ဆွနေကြတဲ့ဘောဘောပါကတော့စနေနေ့ကမိုနာကိုအသင်းနဲ့အတူဘောလုံးလောကရေကိုနောက်ဆုံးတော့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ဘောဘာကမြက်ခင်းစင်းနေနဲ့811ရက်ကြာဝေးကွာနေခဲ့တာဖြစ်ပြီးတော့သူချေရတဲ့ဘောလုံးအားကစားနည်းကိုအမြန်ဆုံးပြန်ကစားခွင့်ရဖို့ကြိုးစားနေခဲ့တာကြာပြီဖြစ်ပါတယ်။အခုတော့မိုနာကိုအသင်းဘက်ကသူ့ကိုအခွင့်ရေးပေးခဲ့တာကြောင့်ဘောဘာကပရိသတ်တွေရှေ့မောက်ကိုပြန်ရောက်လာခဲ့ပြီဖြစ်ပြီးတော့သူ့ရဲ့ရည်မှန်းချက်ပြေးဝခဲ့ပြီးတဲ့နောက်မှာတော့ဘောဘာကသူ့အနေနဲ့ပြန်လာနိုင်မယ်ဆိုတာကိုဘယ်တော့မှ ှတန်တရားမဝင်ခဲ့ဘူးလို့ပြောဆိုသွားပါတယ်။စနေနေ့ကကစားခဲ့တဲ့ဒီပွဲမှာမိုနာကိုအသင်းက Rennes ကို၄ဂိုးတကူနဲ့အပြတ်အသတ်ရှုံးနိုင်ခဲ့ပါတယ်။ အဒါဟမစ်အိုင်ဗဒူလာမက်ဒီကရမာဘရရီဘရီအန်ပိုလိုပြီးတော့လူဒိုဗစ်ပလတ်စတိုကရန်နက်စ်အသင်းအတွက်ကိုဂိုးရီအသီးသီးသွင်းယူခဲ့ကြပြီးတော့မိုနာကိုအတွက်ကတော့မီခါဘေရက်ကနောက်ကျခြေပါဂိုးတကူသွင်းယူခဲ့ပါတယ်ဒီရှုံးပွဲကမိုနာကိုအတွက်စေးပြက်စရာကောင်းခဲ့ပေမဲ့85မိနစ်မှာအသင်းအတွက်မမေ့ရအခိုက်အတန့်လေးရှိခဲ့ပါတယ်အဲ့ဒါကတော့ပေါ်ပါကမာမာဒူးကူလီဘာလီရဲ့နေရာမှာလူစားဝင်ကစားသမားအဖြစ်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ဒါဟာ2023ခုနှစ်စက်တင်ဘာလ3ရက်နေ့က Serie A မှာဂျူဗင်နဲ့အတွက် Empoli ကို2ဂိုးကိုမရှိတဲ့အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်းပေါ်ပါအတွက်ပထမဆုံးပွဲဖြစ်ပါတယ်။ ဘောပါဓာမြင့်စီသုံးဆွဲမှုနဲ့လေးနှစ်ကြာပွဲပဲပြည်တန်ချမှတ်ခံခဲ့ရပြီးတော့အယူခံဝင်ပြီးရနောက်မှာတော့ပြည်တန်16လအထိရှော့ချခံခဲ့ရပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ပါစေဒီဖြစ်ရက်ကပေါ်ပါရဲ့ကစားသမားဘဝအတွက်တော့အများကြီးထိခိုက်နေတာမျိုးတွေရှိစေခဲ့ပါတယ်။အဲဒီအတွက်ပွဲအပြီးမှာပေါ်ပါဘောလုံးပြန်ကစားခွင့်ရတဲ့အပေါ်တော်တော်လေးပျော်ရွှင်နေပြီးတော့အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ဒီပွဲကိုရှုံးနေရတာနဲ့ပတ်သက်လို့တော့ကျွန်တော်အနေနဲ့စိတ်ပြတ်မိပေမဲ့နောက်ဆုံးမှာတော့တာဟာလာပါခဲ့ပါတယ်။ပရိသတ်တွေမတက်ရက်ပြီးတော့လက်ခု တီးတာကိုမြင်ရတော့ကျွန်တော်မထင်မှတ်ထားမိပါဘူးကျွန်တော်ကိုအပီးခဲ့တဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်းမွန်တဲ့အင်အားတွေယူဆောင်လာခြင်းနနာပါကျွန်တော်ဘလုံးလောကနဲ့အချိန်အကြာကြီးဝေးကွာခဲ့ရတာပါကဘာပေါ်ကဘယ်အရာထက်မဆိုကျွန်တော်အများကြီးပူချရတဲ့ဘလုံးလောကစီပြန်လာခွင့်ရတာတော်တော်လေးကိုပဲစိတ်သက်သာရရပါတယ်ဒါပေမဲ့အပြေးဝါကြံ့ခိုင်မှုပြန်ရဖို့နဲ့ မိနစ်90အပြည့်ကစားနိုင်ဖို့အတွက်အလုံးလုံးဆရာတွေချက်နေပါသေးတယ်ကျွန်တော်ပြန်လာနိုင်ပါမလားဆိုတာတော့လုံလောက်တန်တရားမဝင်ခဲ့ပါဘူးမဟုတ်ရင်ကျွန်တော်ကစားသမားဘဝကိုရပ်လိုက်မှာပါကျွန်တော်ကပြိုင်ဆိုင်လူစိတ်ရှိတဲ့သူပါဘလုံးကကျွန်တော်အတွက်မပြီးဆုံးသေးပါဘူးကျွန်တော်တို့နှစ်နှစ်ကျော်ကြာအောင်ဆောင်ဆိုင်ခဲ့ရပါတယ်ဒီနေ့မှတော့ဖြစ်မြောက်လာပါပြီဖျားသခင်ကိုကျွန်တော်ဂျေစုတင်ပါတယ်ပြပြခဲ့တဲ့အရာအလုံးထဲမှာကျွန်တော်ကအများဆုံးခံစားခဲ့ရတဲ့သူပါကျွန်တော်ကောင်းထဲမှာမကောင်းတဲ့နဲ့ဆိုကမင်းရဲ့ဘလုံးအိမ်မက်ပြီးဆုံးသွားပြီလို့ပြောလာခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ် ဒါပေမဲ့ကျွန်တော်ဘက်မှာကြီးမြတ်တဲ့ဘုရားသခင်ရှိပါတယ်ကျွန်တော်ကို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 ရဲ့အရေးအသွေးတွေကိုယုံကြည်မှုရှိပါတယ်ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးဒါဟာကျွန်တော်အမှားမဟုတ်ဘူးဆိုတာကိုအများရန်သိနေခဲ့တဲ့အတွက်ကျွန်တော်အများရန်ပြန်လာနိုင်လိမ့်မယ်ဆိုရဲမျှော်လင့်ချက်ထားခဲ့ပါတယ်ပြင်သစ်အသင်းမှာပြန်ကစားဖို့ဆိုတာကတော့အဝေးကြီးမှရှိပါသေးတယ်ကျွန်တော်အသင်းကိုကူညီဖို့အတွက်တန်းခိုင်မှုပြန်ကောင်းဖို့ပဲအာရုံစိုက်နေပါတယ်ကျွန်တော်မိုးနာကိုအတွက်ခြေစွမ်းမပြနိုင်ဘူးဆိုရင်တော့ တင်တဲ့အသင်းကိုကျွန်တော်မေ့ထားပါလိမ့်မယ်ဆိုပြီးတော့ပေါ်ပါပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရင်တင်ပါတယ်ရှင်